င်္ဂလာပါရှင်။ရှမ်းအကူမီဒီယာမှကြိုဆိုပါရစေ။2025ခုနှစ်မလ28ရက်နေ့12နာရီ52မိနစ်အချိန်ခန့်တွင်ပြင်အားရစ်စတာစကေးခုနှစ်တသက်မှခုနှစ်အဆင့်ရှိအင်အားအလွင်ပြင်ကလေးလှုပ်ခတ်မှုကြောင့်ရှမ်းပြည်နယ်အတွင်းမြို့နယ်73မြို့နယ်၌တာတနိကအဆအုပ်များဌာနအဆအုပ်များလူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့်လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်ရှင်။အင်အားအလွန်ပြင်းကလေးလှုပ်ခတ်မှုကြောင့်ယနေ့နဲ့နဲ့6နာရီအချိန်အထိမြေပြင်စီးရင်ကောင်းမှုရောက်ရှိမှုစီးရင်စရာများအရာရှမ်းပြည်နယ်အတွင်းမြို့နယ်73မြို့နယ်ရှိတာသနိကအဆအုပ်များဖြစ်သည့်ဖျားဇေဒီ133စုဘာသာရေးအဆအုပ်54ခုနှင့်ဩဒတိုင်း9ခုတစီတစ်ပိုင်းပြည့်စည်ခဲ့ပါသည်။ ်ထို့အတူဌာနပိုင်အဆအဦးတလုံးပြုကြခဲ့ပြီးဌာနပိုင်အဆအဦးဝန်ထမ်းအင်အားတူလောင်ယုံနှင့်အခြားအဆအဦး၄၄လုံးနှင့်အော်ဒတိုင်း၅ကိုတစ်စီတစ်ပိုင်းပြစီခဲ့ပါသည် အလားတူလူနေအိမ်2342လုံးပြိုကျပျက်စီးခဲ့ပြီးနေအိမ်640ကုန်လုံးနဲ့ပုဂ္ဂလိကအဆောက်အဦရှင်းလုံးဒစိတပိုင်းပျက်စီးခဲ့ပြီးလူနေအိမ်အိုးတိုင်း130ခုပြိုကျပျက်စီးခဲ့ကြောင်းသိရပါတယ်။ထို့အတူအောင်ပန်းဟိုတယ်တစ်လုံးပြိုကျပျက်စီးခဲ့ပြီးညောင်ရွှေမြို့အင်းလေးဒေသရှိဟိုတယ်၁၀လုံးနဲ့ ရွှေညောင်မြို့ဟိုတယ်တလုံးတောင်ကြီးမြို့တိတ်ခုခံတလုံးဒစိတပိုင်းပစ္စည်းမှုများဖြစ်ခဲ့ပြီးပြည်내အတွင်းတံတားနှစ်စင်း 17kV တအားလိုက်နှင့်တသက်မ၄မိုင်400 V တအားလိုက်3တသက်မ86မိုင်နှင့် transformer လေးလုံးမီတာလေးလုံးပစ္စည်းကသဖြင့်လက်ရှိမြေပြင်စီးရင်စရာများအရထိခိုက်ပျက်စီးဆုံးရှုံးမှုခံမတမိုးချက် 939တသမ43တန်ခန့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရပါတယ်။အင်အားလွင်ပြင်ကလေးလှုပ်ခတ်မှုကြောင့်လူနေအဆအုပ်ဟိုတယ်နဲ့အုံနေရန်ပြိုကျမှုများကြောင့်ယနေ့နေ့6နာရီအချိန်အထိမြေပြင်စီးရင်ကောက်ရရှိမှုစီးရင်စရာများအရာရှမ်းပြည်နယ်တွင် လူ98ဦးသေဆုံးခဲ့ပြီး89ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါအင်အားအလွန်ပြင်ကလင်းလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ရှယ်ဘီနယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၏အနိကဲကြီးကြပ်မှုဖြင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ဝင်ကြီးများရှယ်ဘီနယ်တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနေမီကန်တက်မတော်သားများရဲတပ်ဖွဲ့ဝင်များကုညီကယ်ဆယ်ရေးအဖွဲ့များကငလျင်ဘေးဒဏ်တင်ခဲ့သည့်မြို့နယ်များတွင် ရှားဝေကယ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီးထိခိုက်ပျက်စီးမှုများသည့်ညောင်ရွှေမြို့တွင်ယာယီကယ်ဆေးရေးစခန်း၅ခုဖွင့်လှစ်ကအချိန်နှင့်တပင်းညီဆောင်ရွက်လျက်ရှိပါကြောင်းသိရပါရရှင်။